ကချင်ပြည်နယ်ဗမော်မြို့ပေါ်တိုက်ပွဲတွေကြောင်းတင်းဆောင်သွားတဲ့ဆစ်ဆောင်ပြည်သူတွေပေါ်ကိုအာနာသိန်းစစ်တပ်ကဘုံကျဲတိုက်ခိုက်တာဆက်တနတ်တွေနဲ့စီးနင်းပစ်ခတ်တာကြောင်15ဦးထက်မနည်းသေဆုံးပြီး30ကျော်ဒဏ်ရာရတယ်လို့ကိုတိုင်မြင်တွေ့ခဲ့ရတဲ့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်ဗမော်မြို့ကနားလမ်းမှာရှိတဲ့တောင်လေးလုံးဖုံးကြီးကျောင်းမှာပိတ်မိနေတဲ့ဆစ်ဆောင်400ကျော်ကိုမေလ10ရက်နေ့ကကချင်လူမျိုးရေးတပ်မတော် KNA တပ်ဖွဲ့ဝင်တွေကဲထုတ်သွားချိန်မှာ စစ်ကောင်စီတပ်ကဝေဟင်ကနေအင်အားသုံးတိုက်ခိုက်ခဲ့ရလို့သိရပါဗျ။ဘောစစ်တပ်ကထုံးနေချီလူမြိုက်တို့ထုံးမင်းရင်းကကြောနာနဲ့လာတဲ့ခန့်တစ်တတပီတူတူလေတော်ရမှာကျွန်တော်ရေးဖို့လေခေါ်ပြီးတော့လမ်းတလုပ်ပြီးမှခေါ်ထုတ်တော့ရေးဖို့လေပါရမတ်ချင်းနေနဲ့မခေါ်လာပြတဲ့တခေါ်လာချိုင်းပုံနဲ့လုံးနဲ့လုံးစတဲ့နာစီနဲ့ပြတဲ့ခါကျတော့အမဒီ line is right my son I have to be here to get and going out don't let you want to be out again ီညီမချန်ကြီးတယ်အဲ့နောက်ပေါ်မှာဘောနော်ဆေးရှောင်းတွေဟာတိုက်ပွဲတွေကြောင့်မြို့ပေါ်မှာငားလာကြပိတ်မိနေခဲ့တာဖြစ်ပြီးမြို့သိမ်းတိုက်ပွဲအချိန်မြင့်လာချိန်မှာတော့ KIA တပ်တွေကမြို့ပြင်ကိုခေါ်ထုတ်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လည်းရပေမဲ့ကျန်တဲ့ဆေးရှောင်းအလုံးဟာမေလ၈ရက်နေ့ညနေ6နာရီဝန်းကျင်မှာဘေးလူရကိုတင်းချောင်းနိုင်ခဲ့ပြီလို့သိရပါတယ်ဆေးရှောင်းတွေမထွက်ခါခင်မေလ9ရက်နေ့ကလည်း80ဖုံကြီးချောင်းကို စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံအရက်သား၂ဦးသေဆုံးခဲ့ကြရပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးနောက်တနေ့မှဘုံကြီးကျောင်းကိုဆွန့်ခွာခဲ့ကြတာဖြစ်ပြီးလမ်းမှာတိုက်ခိုက်ခံခဲ့ရတာပါ။လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ဒဏ်ရာရသူ30ကျော်ထဲမှာအသက်29နှစ်အရွယ်မိန်းကလေး၂ဦးနဲ့အသက်40ကျော်အရွယ်အမျိုးသား၂ဦးဟာစိုးရင်ဒဏ်ရာတွေရထားတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။အော်မာလီတောက်ကွန်ကာချိုယူရူ teeth got out there. I try to teach to eat funny how the dope, but you see, the they see a see like here. I no local let me out there. Catch all you my you power. When I'm joke all the lay you true, but they ruin her out there. Very watch a go on. The beach alone. In fact, I be just all rather that. And catch all you tea, hang out, watching and all. See, man, the child's alone. မေလ9ရက်နေ့ညနေပိုင်းရရှိတဲ့မြေပြင်သတင်းအချက်လက်တွေအရစစ်ကောင်စီဟာဝိုင်ထွဲလေရင်ဂျက်တိုက်လေရင်တွေကိုတုံးပြီးမြို့ပေါ်ကိုမနက်၈နာရီမွန်းလွဲ၃နာရီနဲ့ညနေ၃နာရီတို့မှာဝေဟင်ကနေတိုက်ခိုက်ခဲ့တယ်လို့လေကြောင်းကတဆင့်လူအင်အားနဲ့ရိခါလက်နက်ဖြည့်သွင်းမှုတွေလည်းပြုလုပ်နေရလို့မြေပြင်ရေးပေါ်တချို့ကပြောပါတယ်။ KNA နဲ့ပူပေါင်းတပ်ဟာပမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာ၄ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အခုနှစ်ဧပြီလ၂ရက်ကနေ၂၄ရက်နေ့အထိထူးစစ်ကိုစကိုင်းငလင်ကျောင်းအရေးပေါ်ကဲစီရေးနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဆောင်ဖို့ယာယီရည်နာထားခဲ့ပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်ကိုဧပြီလ၂၅ရက်နေ့မှာတပံထူးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။